ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တည်းလေးဖြစ်ပါစေဒီနေ့မှာဆိုရှင်ချစ်တော်မိတ်ဆွေတို့ကိုကျွန်တော်နေနဲ့ဆက်လက်ပြီးတော့နောက်ကမတော့သတင်းစကားအဖြစ်ဆက်ပြီးတော့ဝင်ကားသွားမယ်အာဒီတပတ်လုံးမှာကျွန်တော်လေ့လာခဲ့တဲ့သတင်းစကားကတော့လူကိုအပြစ်မှကယ်တင်ရဘုရားသခင်ရဲ့ဂတိတော်ဆိုတဲ့ဒီကောင်းစဉ်ကြီးရဲ့အောက်ကနေမှကောင်းစဉ်ငယ်ကလေးတွေကိုအပိုင်းပိုင်းလေးနဲ့ကျွန်တော်ပိုင်းပြီးတော့လေ့လာတာဖြစ်တယ်နော်လေ့လာကြတာဖြစ်တယ်နောက်ကမတော့လည်းပဲကျွန်တော်သင်ကြားပေးသားလည်းဖြစ်သွားရင်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးလည်းပုံမှုပြီးတော့မြည်ဆန်းတက်လာအောင်ကျွန်တော်နေနဲ့ ဖျားသခင်ကို တကယ်ပဲစိတ်လုံးကျင်းမဲ့နဲ့ပုံမှုပြီးတော့ကိုးစားပြီးတော့ယုံကြည်တတ်လာအောင်ဒီနေ့ဒီနှုတ်ကပတ်တော်တွေအားဖြင့်ကျွန်တော်နေနဲ့ချစ်တမိတ်ဆွေတို့ကိုဝင်ကားနေတာဖြစ်တယ်။ဒါနေနဲ့ကျွန်တော်ဖျားသခင်ကျွန်တော်ရဲ့ဒီအပြစ်အတွက်ဖျားရဲ့ပေးခဲ့တဲ့ဂတိတော်ကဘယ်တော့မှမဖြတ်ပယ်ခဲ့ဘူး။မဖြတ်ခဲ့ပယ်ခဲ့တဲ့ထဲကနေမှယနေ့ဆက်လိုက်ပြီးတော့ခေါင်းစဉ်ကတော့လက်ဝါးကားတဲ့ပုံမှာသခင်ယေရှုအသက်ခံရမယ့်အကြောင်းကိုဘယ်သူတွေကအနာကပြုတ်ပြီးတော့ဟောခဲ့တဲ့လဲ။ဘယ်လိုဟောကြားခဲ့တဲ့လဲ။နော်ကျွန်တော်ပြန်လဲပြီးတော့ကြည့်ကြရအောင်။ ျွန်တော်ကဆိုချင်းလောကမှာဒီကဘာကြီးကသာရမဏေရဲ့စုံစမ်းနောက်ရှေ့သွေးဆောင်ဖျားယောင်းခြင်းကြောင့်အပြစ်ကျေကျုံဘဝကိုရောက်ရှိသွားပြီเนาะလူသားအလုံးကလည်းအပြစ်ရဲ့ခအတွက်သေခြင်းဘဝကိုရောက်သွားပြီသို့ပေတော့ညာလည်းပဲဒီချင်းရခဲကနေမှာလွတ်မြောက်ဖို့ရန်အတွက်เนาะဒီလက်ဝါးကတဲ့ပုံမှာယေရှုကဆိုချင်းလာရောက်ပြီးတော့အသေးခံမယ်ခေါင်းကင်ကနေမှာဆိုချင်းဆင်းသက်လာပြီးတော့အပြိုကညာမာရိယဝမ်းပိုက်ထဲမှာအပြိုကညာကနေမှာမွေးဖွားလာမယ် ပြီးတော့ရှင်အဲ့ဒီသူကိုအေမာနွေလအမိဖြစ်မဲ့ရမယ်အဲ့ဒီသူကဆိုရှင်လည်းပဲကားတိုင်းပေါ်မှာအသေးတချင်းခံရမယ်ဆိုတော့ကိုဒီမှာဆိုရှင်တော့ prophet တွေကအနာကပ်ပြုပြီးတော့ဟောထားခဲ့တာကိုတွေ့ရမယ်အဲ့ဒီခဲကမှာပထမဆုံးစာလံကျမ်းခန်း22ပိုင်းငယ်16ကိုကြည့်တဲ့အခါမှာခွေးတို့ဒီကျွန်တော်တို့ကိုဝိုင်းနေရဲ့စုဝေးသောလူဆိုးတို့ဒီဝင်းရံနေရဲ့နေ၍အကျွန်ုပ်ဤခြေတို့ကိုထိုးပေါက်ကြပါပြီတဲ့နော် ဒီနေ့ခရစ်တော်ရဲ့ခြေတို့ခရစ်တော်ကိုဖိုးဖောက်ကြမယ်ဆိုတာကိုတမန်ကျမ်းစာထဲမှာဆိုရှင် အတိအတင်းဖော်ပြထားတယ်။ဗျာဒိတ်ကျမ်းမှာလည်းပဲဗျာဒိတ်ပြုတ်ပြီးတော့ဘလို့ဖော်ပြထားလဲဆိုတော့ဗျာဒိတ်ကျမ်းခန်းကြီးတိပိုက်ငယ်ခုနှစ်မှာကြည့်ရှုလောမောတိန်နှင့်တကွာကြွလာတော်မူသည် ဖြစ်၍ကိုတော်ကိုထိုးဖောက်တော်သူတို့နှင့်ရှိသမျှသောသူတို့သည်ကိုတော်ကိုရှုမြင်ကြရလိမ့်မည်ဆိုပြီးတော့နောက်ကဘတော်တမန်ကျမ်းစာကအတိအတင်းဖော်ပြထားပါတယ်။ ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါမှမကမနဲ့ရှင်ယောဟန်ခန်းကြီး19ပိုင်းက33ကိုကျင့်တဲ့ခါမှာလည်းပဲယေရှုထံသို့ရောက်၍အသက်မရှိသောကိုမြင်လျင်ခြေကိုမချိုးပဲစစ်သူရဲ့တယောက်သည်နဘေးတော်ကိုလှန်နှင့်ထိုးဖောက်၍သွေးနှင့်ရည်သည်ချက်ချင်းထွက်လာ၏တဲ့နော်ဒီမှာကြည့်တဲ့ခါမှာဆိုရှင်တော့ခရစ်တော်ကလဝါကားတဲ့ဘုံမှာဒီအသေးတတ်ချင်းခံရမယ်သခင်ယေရှုအသေးတတ်ခံရမယ်အကြောင်းကိုဒီ အနက်ကပြုတ်ပြီးတော့ဟောထားတဲ့အတိုင်းပဲတကယ်ကားတဲ့ပုံမှာတင်ပြီးတော့တတ်ခဲတာဖြစ်တယ်။နော်ခရစ်တော်ကိုရိုးရိုးဒီမြေပြင်ပေါ်မှာပဲဓာတ်နဲ့ထိုးပြီးတော့တတ်ခဲတာမဟုတ်ဘူး။လန်နဲ့ထိုးပြီးတော့တတ်ခဲတာမဟုတ်ဘူး။ခရစ်တော်ကို ကားတဲ့ပုံမှာတင်ပြီးတော့အတိတ်တတ်ခံခဲ့ရတယ်ဆိုတာကိုအနာဂတ်တိစကားအဖြစ်လည်းပဲပြည့်စုံခဲ့တာကိုတွေ့ရမယ်။ဒါပြင်မကမနဲ့ရှင်ဝါခိုင်းစကောပိုင်းငယ်36ကိုကြည့်တဲ့အခါမှာထိုးအကြောင်းအရာက တို့ရဲ့ရိုးကို မချိုးရဘူးကျမ်းစာအချက်ပြည့်စုံပြီအကြောင်းဒီတဲ့နော်ဒီနေ့ခရစ်တော်ရဲ့ကိုကလက်ဝါးကားလိုက်ပုံမှာတတ်ခဲ့တော်ညာလည်းပဲတို့ရဲ့ရိုးကိုမချိုးရဘူးဆိုတာကိုတမန်ကျမ်းစာကကြိုပြီးတော့ပြောထားတာတွေ့ရတယ်မယ်။ဘာကြောင့်လဲခရစ်တော်ယေရှုရဲ့အရိုးကဘယ်သူမှချိုးလို့မရဘူး။နော်။ကားတိုင်းပေါ်မှာတေခံတဲ့သူတွေကဆိုရှင်ကားတိုင်းပေါ်ကနေမှတကယ်ပဲအသက်ထွက်သွားဖို့ရတယ်။ဘာလို့လဲအရိုးချိုးရတာဖြစ်တယ်။နော်။ အယူချိုးရတာဖြစ်တယ်။သေသလားရှင်သလားဆိုတာအယူချိုးရတာဖြစ်တယ်။သို့ပေမဲ့လည်းပဲခရစ်တော်ကတော့ရှင်တကယ်သေတယ်ဆိုတာကိုခေါနာကနဘေးတော်မှာပဲလေလန်နဲ့ထိုးဖောက်လိုက်တဲ့အခါမှာသွေးနဲ့ရေချက်ချင်းထွက်လာတယ်တဲ့နော်။ဒါမှပဲခရစ်တော်တကယ်သေပြီဆိုတာသိရတယ်။သေတဲ့အခါမှာတော့ရှင်သူ့ရဲ့ယူချိုးဆရာမလို့မနဲ့တကားတဲ့သူ့ရဲ့ရုတ်ကလပ်လိုက်တခါတဲ့ကားတဲ့ဘော်နေမှာချပြီးတော့တချို့ခဲ့တယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်ဒီနေ့ခရစ်တော်ယေရှုဒီကမ္ဘာလောကကို လာရခြင်းဟာဆိုရှင်ကျွန်တော်တို့အတွက်လက်ဝါးကားတဲ့ပုံမှာတင်ပြီးတော့အသက်ခံရခြင်းဟာကျွန်တော်အားလုံးအတွက်ဒီကမ္ဘာလောကမှာရှိတဲ့ကမ္ဘာသူကမ္ဘာသားအားလုံးရဲ့လွတ်မြောက်ခြင်းဖြစ်တယ်ကမ္ဘာသူကမ္ဘာသားအားလုံးရဲ့မျှော်လင့်ခြင်းဖြစ်တယ်ကမ္ဘာသူကမ္ဘာသားအားလုံးရဲ့ပြန်လည်ပြီးတော့ရှင်လန်းဝမ်းမြောက်ခြင်းဖြစ်တယ်မျှော်လင့်ခြင်းဖြစ်တယ်ကမ္ဘာသူကမ္ဘာသားအားလုံးကကိုရောဖျားရဲ့တားပြန်လည်ပြီးတော့ဖြစ်ရသောခွင့်ကိုပြန်လည်ရရှိခြင်းဖြစ်ပါတယ် ဲ့တော့ဒီနေ့ကျွန်တော်ကဆိုရှင်တဖန်ပြန်လဲပြီးတော့ကျွန်တော်တို့ရဲ့နေရာမှန်ကိုပြန်လဲရရှိစေတာဖြစ်တယ်။ဒါကိုရောရဲ့ကားတိုင်းမှာအသေးခံခဲ့ခြင်းကကျွန်တော်တို့အတွက်တကယ်ပဲအခွင့်ဒူးအခွင့်အရာကိုရရှိတယ်ဆိုတာကိုယနေ့ကိုတိုင်ကသိရှိပြီးတော့နားလဲသဘောပေါက်ဖို့ရန်အတွက်အလုံးမပင်ရေးကြည့်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဆိုရှင်ဖရာသခင်ကကျွန်တော်ပေါ်မှာဂတိပြုပြီးတော့ရွေးချယ်ခဲ့ခြင်းဟာတကယ်မွန်မြတ်ပါတယ်နော်မွန်မြတ်တဲ့ဖရာလည်းဖြစ်တယ်။ဒါလောကကနေပေါ်မှာသခင်ယေရှု အသေးခံခဲ့ခြင်းဟာချစ်တဲ့မိတ်ဆွေကျွန်တော်တို့လည်းဖြစ်တယ်၊တင်းတို့လည်းဖြစ်တယ်။ဒါတင်းနဲ့ကျွန်တော်တို့အားလုံးတို့အခရစ်တော်ယေရှုကကားထဲမှာအသေးခံခဲ့တာဖြစ်တယ်။ကားထဲမှာအသေးခံပြီးတော့သူကဆိုရှင်ကျွန်တော်တို့တခါတည်းရွေးချယ်ခဲ့တဲ့နော်ဆုကျေးဇူးကောင်းချီးမင်္ဂလာကကျွန်တော်တို့အသက်သခင်ယေရှုရှင်လည်းဖြစ်တယ်။ဒါကြောင့်အသက်သခင်ယေရှုရှင်ကျွန်တော်ရဲ့ကယ်တင်ခြင်းအတွက်ကျွန်တော်ကိုပေးခဲ့တဲ့ဘုရားသခင်ကိုကျွန်တော်အားလုံးကဒီနေ့ခေါ်လုံးမယ်ကိုးစားမယ်ယုံကြည်မယ် ကျွန်တော်အပြစ်နော်အိုင်တဲ့ကဘယ်သူမှမယုံထွက်နိုင်ဘူးအဲ့တော့ကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာဆိုရှင်လေ့လာခဲ့တဲ့ခေါင်းစဉ်နဲ့ကျွန်တော်ကြီးလိုက်တဲ့ခါမှာဆိုရှင်တော့လူကိုအပြစ်မှကယ်တင်ရဘုရားသခင်ရဲ့ဂတိတော်ဟာတကယ်ပဲကျွန်တော်အတွက်အကောင်းမြတ်ဆုံးဖြစ်အောင်သူကအနာခံပြီးတော့ရွေးချယ်ခဲ့တာဖြစ်တယ်ဘုရားဘက်ကအနာရည်ရည်ပဲကျွန်တော်ဘက်ကအသာဆန်ယုံလေးပဲဖြစ်တယ်နော်ဒါကြောင့်ဘုရားသခင်ကသူရဲ့ရင်းခဲ့တဲ့အရာဟာကျွန်တော်အားလုံးအတွက်ဖြစ်တယ်ဆိုတာကိုဒီနေ့သိရှိနားတဲ့သဘောပေါက်ပြီးတော့ ကိုတော့ဖျားရဲ့လက်ဝါးကားတယ်ပေါ်မှာတင်ခဲ့ခြင်းတတ်ခံခဲ့ရခြင်းဟာကျွန်တော်တို့ရဲ့ဒီကားတိုင်းကိုမျောချစ်ခြင်းအပြင်ကျွန်တော်တို့တကယ်ပဲလွတ်မြောက်ခြင်းကိုရပြီဆိုတာကိုဒီနေ့ကြွေးကြော်နိုင်ပြီးတော့အဲ့ဒီစုကျေးစုရရှိတဲ့ကဲ့တင်ခြင်းဟာကျွန်တော်အတွက်ဖြစ်တယ်တင်အတွက်ဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်အားလုံးကသိရှိနားလည်သဘောပေါက်ပြီးတော့ဒီဖျားသခင်ကိုတကယ်ပဲခိုးလုံကိုးစားပြီးတော့ဖျားသခင်ကိုစိတ်လုံးကျွေးမဲ့နဲ့ယုံကြည်တဲ့ဖျားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်း ဆုတောင်းဆန္ဒပြုလိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်မှာဖျားကောင်းကြီးချပေးပါစေ